အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Master Chef မြန်မာရဲ့ဒိုင်လူကြီးတဦးဖြစ်တဲ့ Chef Joseph ရဲ့ဟင်းပွဲတွေကိုသွားဆမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘာစားပြည့်ခဲ့လဲ Chef ရဲ့လက်ရာဘယ်လိုရှိမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြယူမှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်မိမရဲ့မွေးနေ့ဖြစ်တာမို့လို့နေ့လေစာကို fine dining သွားစားဖို့အတွက်စီစဉ်ထားပါရယ်။ခုသွားမယ့်နေရာလေးကတော့ Nobody Hotel ရဲ့14လွှာမှာရှိတဲ့ Lucilia Restaurant မှာပဲဖြစ်ပါရယ်။ ီ Lucilia Restaurant ရဲ့ chef ကတော့ chef Joseph ပါ Master chef မြန်မာကြည့်ဘူးတဲ့သူတွေဆိုရင်သိပါတယ်အဲ့ဒီမှာဒိုင်လူကြီးလုပ်တဲ့၃ယောက်ထဲက၁ယောက်ပါဒီနေ့တော့ကျွန်တော်တို့ chef Joseph ရဲ့လက်ရလေးကိုတစမှာပဲဖြစ်ပါတယ် ါတော့ booking day နဲ့ special occasion အနေနဲ့မိမရဲ့မွေးနေ့ရှိတယ်လို့ပြောပြီးတော့ booking day ထားဖြစ်လို့သူကနေရာလေးကိုတိကျစီစဉ်ပြီးတော့ဒီလိုမျိုးလှလှပပလေးပြင်ဆင်ပေးထားပါတယ်ကျွန်တော်သွားတဲ့အချိန်မှာတော့လူလဲတော်တော်လေးရှင်းနေပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့တကယ်ကိုအေးဆေးဆေးလေးရှိပါတယ်ဒီနေ့သွားစမယ့် menu ကတော့3 course ပါပါတယ် မီနူကတော့တပတ်တစ်ခါပြောင်းနေလို့ပြောပါတယ်ဒီတပတ်မှာကျွန်တော်တို့မှာစားခဲ့တဲ့ဟာလေးတွေပြောပြပါမယ်ပထမဆုံး welcome juice လာချပေးပါတယ်ဒီ welcome juice နဲ့အတူတူတံမြာသီးစိတ်လေးတစ်စိတ်ပါပါတယ်လာချတဲ့ကဒီ juice တွေကိုတံမြာသီးလေးညှစ်တောက်ဖို့အတွက်တော့ instruction ပေးတော့ပါတယ်အဲ့တော့ညှစ်ကြည့်လိုက်တဲ့အခါမှာ juice လေးကခရမ်းအောင်ပြောင်းသွားပါတယ် ကော့စ်မီနူတွေအမှားထားတွေလာမချခင်မှာစာပြီးစားဖို့အတွက်အရင်ဆုံးပေါင်မုတ်လေးလာချပေးပါတယ်အခုမီနူတွေကစတက်တာပွဲလေးအရင်လာချပါတယ်စတက်တာလေးမှာဆိုရင်ရွေးချယ်စရာက slot ရေကုန်းစုရေနှစ်မျိုးရှိတာကျွန်တော်ကတော့ slot ကိုရွေးထားပါတယ်ကျွန်တော်မိန်းမကတော့ကုန်းစုကိုရွေးထားပါတယ် ီ stator နှစ်မျိုးမှာဆိုလို့ရှိရင်တော့ comb စုလေးကကြတော့ပူပူနွေးနွေးချိုချိုလေးနဲ့စားလို့ကောင်းပါတယ် slat ကြတော့အသီးရွက်အစိမ်းကို dressing နဲ့စားနေကြသူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့တိတ်သဘောကြမယ်မထင်ပါဘူးအဲကြောင့်ကျွန်တော်ဒီနှစ်မျိုးတည်းဟာတစ်မျိုးရွေးဆိုရင်တော့ကျွန်တော်ကုန်းစုကိုပို့ပြီးတော့ညွှန်းချင်ပါတယ်။ starter ပြီးတော့ main course လာချပါတယ်။ main course မှာကရွေးစရာနှစ်မျိုးပေးထားပါတယ်။အမေသားနဲ့ငါးနေပါ။ကျွန်တော်ကတော့အမေသားမစားတဲ့အတွက် ငါမီနီကိုရွေးလိုက်ပါတယ်ကျွန်တော်မိမတော့အမေးသားကိုဝိုင်းနဲ့နှက်ထားတဲ့ red wine stew beef အဲ့ဒါကိုမှားလိုက်ပါတယ်ကျွန်တော်မိမပြောတာတော့ဒီ beef stew ကဝိုင်းနဲ့တေချာလေးနှက်ထားတာဖြစ်လို့ဝိုင်းနဲ့လေးကတင်းပြီးတော့နူနူအီအီလေးနဲ့တကယ်ကိုစားလို့ကောင်းတယ်ပြောပါတယ်ကျွန်တောကတော့အမေးသားမစားရတဲ့အတွက်တော့မမီးဆန်းခဲ့တော့ပါဘူးဟုတ်လောက်မေးပြသူ့ပုံလေးကဆူဆူအီအီလေးနဲ့တကယ်ကိုစားခြင်းစရာလေးပါပဲ ဒါဝတ်သားမဟုတ်ပဲနဲ့အမေသားဖြစ်နေလို့ကျွန်တော်ကငါ့ကိုပဲရွေးခဲ့တာပေါ့နော်ဒီနေရာမှာဝတ်သားဆိုရင်တော့ကျွန်တော်ရဲ့ဒီစတူကိုပဲမှာမှာပါကျွန်တော်ရဲ့မီနူကတော့ငါပေါ့နော်ငါ့ကိုသူကပေါင်းထားတဲ့ပုံစံမျိုးပါအသားအီအီလေးနဲ့တကယ်ကိုဆူဆူလေးနဲ့စားလို့ရမ်းကောင်းပါတယ် main course ပြီးသွားတော့တတိယမြောက် menu ကတော့အချိုဝဲပဲဖြစ်ပါတယ်။ dessert မှာကျတော့ရွေးစရာနှစ်မျိုးရှိတယ်။ cheese cake နဲ့ coffee ဒါမှမဟုတ်ရင်အသီးဝဲပေါ့နော်။အသီးကတော့ကိုယ့်ဘက်ကိုဝယ်စားလို့ရတာဖြစ်တော့အသီးတော့ရွေးမနေတော့ဘူး။ cheese cake နဲ့ coffee ပဲရွေးလိုက်ပါတယ်။ကျွန်တော်ကတော့ coffee မကြိုက်တဲ့အတွက် tea ကိုပဲရွေးလိုက်ပါတယ်။ဒီက cheese cake လေးကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။ကျွန်တော်တို့ cheese cake စားနေတော့မှာပဲဆိုင်ဘက်ကနေ surprise တခုရောက်လာပါတယ် Happy birthday Happy birthday Happy birthday to you ကျေးဇူးပါဗျာဖြစ်ပါစေလူရေးဆန်တိုင်းလည်းပြောပါပါတယ်ဆရာလေးပါတယ်ဟုတ်ပြီတိုင်းဆန်တိုင်းရောလာပြင်းနေလေဝင်းနေတော့ဟုတ်ပြီကောင်းလာပေါ်တာဒါကိုယ့်ရဲ့ကောင်းတဲ့မိတ်ဆွေတွေအဲ့ဒါတော့မွေးနေ့ရှင်အတွက်ဆိုင်ဘက်ကကိတ်ကလေးစီစဉ်ပေးလာတာပါမထင်မှတ်ဘဲနဲ့ရောက်လာဆိုတော့ record တောင်တိကျမလုပ်လိုက်ရဘူးကျွန်တော် booking လမ်းတင်တော့တို့က special occasion တွေပါရှိလာတော့မိပါတယ် ကျွန်တော်ကတော့အမျိုးသမီးမွေးနေ့လိုက်ကျွေးမှာလို့ပဲပြောလိုက်တာပါ။ရောက်သွားတော့ဒီ wine ကိုပဲအလှဆင်ပေးထားမယ်ထင်တာ။အခုလို့ cake အထိတော့မပြောနေထားဘူးပေါ့နော်။တကယ်ကို surprise ဖြစ်ရပါတယ်။ဆိုင်ဘက်ကိုလည်းတကယ်ကျေးဇူးတင်ပါပါတယ်။တခုပြောဖို့ကြံသွားတာက dessert ပါ။ coffee ရွေးတဲ့အခါမှာပုံမှန်ဆိုရင်တော့ espresso ပဲရမှာပေါ့နော်။ဒါပေမဲ့ဒီနေ့ကတော့မွေးနေ့ဖြစ်တာမို့လို့မွေးနေ့ရှင်ကိုတော့ espresso စာ cappuccino တောက်ချင်ရင် cappuccino မှာလို့ရတယ်ပြောပါတယ်။အားနဲ့ cappuccino လေးမှာတောက်ခဲ့ပါတယ်။ ဒီ restaurant မှာအထဲတွေမဟုတ်ဘူးအပြင်မှာလေးစားလို့ရတယ်ပေါ့နော် root of မှာလေးလေးတဖြူးဖြူးနဲ့အေးအေးဆေးဆေးထိုင်ရကြိုက်တယ်ဆိုရင်ဒီအပြင်မှာထိုင်လို့ရပါတယ်အခုပြောပြတဲ့ဆိုင်လေးကရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ပြည်လမ်းမပေါ်မှာရှိတယ် Novo Tel ရဲ့14လော်မှာရှိတဲ့ Lucilia စားတောက်ဆိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီသွားစားခဲ့တာတော့ starter main course နဲ့ dessert ဆိုပြီးတော့ three course ပါတဲ့ set menu လေးပဲဖြစ်ပြီးတော့တယောက်ကို18ဒေါ်လာဝန်းကျင်ကကြာတင်ပါတယ်။၄လိပ်စာအတွက်အချိန်ကတော့7ကနေ2ခွဲအတွင်းဖြစ်ပြီးတော့ လုံးဝအေးစေးစေးအနားယူရင်စားတော့နိုင်တဲ့နေရာလေးလေးဖြစ်ပါတယ်လူစီလီယာဆိုတာတော့ပြင်သစ်စကားဖြစ်ပြီးတော့အတိတ်ပဲပြင်ရမယ်ဆိုရင်ဝိုင်းလေးတူလောင်းတဲ့အခန်းပေါ့နော်ဒီလူစီလီယာရက်စတောင့်မှာလည်းဝိုင်းမျိုးစတိုးလုပ်ထားတဲ့အခန်းရှိပါတယ်အဲ့အခန်းလေးကိုလည်းဝင်ကြည့်လို့ရတယ်ဓာတ်ပုံတွေပါလေဝင်ရိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ပြန်ငန်းဒီဓာတ်ပုံလေးဝင်ရိုက်ခဲ့ပါသေးတယ် ဒီခန်းထဲမှာတော့ဝိုင်တွေကိုတတ်မှတ်အေးချိန်အတိုင်းတူလောင်ထားတယ်ပြောပါတယ်။ဝင်လိုက်တာနဲ့တကယ်ကိုအေးစိန်သွားတာပါပဲ။အကယ်လို့ကိုကဝိုင်ကောင်းကောင်းကြိုက်တဲ့သူဆိုရင်တော့ဒီဆိုင်လေးကတွားဥတွားကြီးတင်တဲ့ဆိုင်ထဲမှာပါတယ်လို့ပြောချင်ပါတယ်။ကဲအခုတော့ပြန်လာတော့မယ်။ဒီတစ်ခေါက်တော့မိမမွေးနေ့ fine dining အတွက်ဒီဆိုင်လေးကိုယူလိုက်တာတော်တော်လေးမှန်သွားတယ်လို့ပြောရပါမယ်။စားတောက်လေးကောင်းတယ်လို့မျိုးနေရာလေးကလည်းတိတိကျကျရှိတဲ့အတွက်အချိန်ကောင်းလေးတွေဖြတ်တန်းခဲ့ရပါတယ်။ အဲ့တော့စားတော့လေကောင်းပါမယ်နေရာထိုင်ခင်းကလည်း fine dining mood အပြင်နဲ့ဆိုင်ကောင်းကောင်းမှာစားခြင်းနဲ့ဆိုရင်တော့ကူဆိုင်လေးကိုညှိုးပေးစီပါတယ်နောက်ဘလော်တွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်